အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါမနေ့ညတော့ကဒါ England Premier League မှာ Chelsea က Liverpool ကို2-1နဲ့နိုင်နေ Arsenal က West Ham ကို2-0ပြတ် Manchester United ကလည်း Sunderland ကို2-0ပြတ်နိုင်ပြီးတော့ Spurs ကပထမပွဲအစောပိုင်းမှာနိုင်ထားတယ်ဆိုတော့ကျွန်တော်တို့ La Liga မှာလည်းပွဲကောင်းတွေအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့စိတ်ဝင်စားစရာအနေနဲ့ La Liga ပွဲတွေတော်တော်များများကစားတဲ့အထက်မှာအဲ့ထက်မှာ ရယ်မက်ဒရစ်နဲ့ဗီလာရီယယ်ပွဲအဆင့်1နဲ့အဆင့်3ရဲ့ပွဲရဲ့ပွဲရှိတယ်ဆိုတော့ဒါရယ်မက်ဒရစ်ကဗီလာရီယယ်နဲ့ကမ်းမဲ့အချိန်မှာတစ်ဖက်ကနိုင်ပွဲလုံးဝပျောက်ပြီးရုန်းကန်နေရတဲ့ Athletic Club ကနောက်ဆုံးမှာတော့ Mallorca ကိုနိုင်တယ်တခါစရာအောက်မှာရုန်းနေရတဲ့ Girona လည်းနိုင်ပွဲရပြီးတော့ Oviedo ကိုတော့ Levante ကနိုင်သွားတယ်ဆိုတော့မနေ့က Madrid ပွဲမှာ Villarreal နဲ့ပွဲမှာ ရမတွေ့အသင်းကခီလီယန်အမ်ဘပ်ပေးနဲ့ဗီနီရှစ်ဂျူနီယာခြေစွမ်းပြပြီးတော့ဗီလာရီယကို3-1နဲ့နိုင်တယ်။တကယ်ကိုအကျိတ်နဲ့ကစားရတဲ့ပွဲပဲ။တိတ်မကွာဘူးခြေစွမ်း။ဒါပေမဲ့ခါလီကျတော့ individual brilliant performance နဲ့တူးချင်းစွမ်းဆောင်ရည်တွေကအဆုံးဖြတ်ဖြစ်သွားတာများတယ်။ဆိုတော့အဲ့ပွဲမှာဒါဘယ်လိုပြောမလဲဆိုတော့ဒီအမ်ဘပ်ပေးရဲ့ဗီနီရှစ်ရဲ့အာတာဂူလာရဲ့ဒါဖရန်ကိုမက်စတန်တူနိုရဲ့၃ယောက်ပွဲထွက်ထပ်ပြီးတော့ဂျူပါလင်ကံကိုပြန်အောက်ထားတယ်။ဒါနီးပြ ကအပြောင်းလဲအချို့လောက်တာပေါ့လေဒီနေရာမှာ Real Madrid အသင်းကဒါအခုကွင်းလယ်မှာ Savios က Schumani နဲ့တွဲပြီးတော့မှာ Valverde က right back ဖြစ်လုံးဝကိုလူမရှိတော့သူတွားကစားရတယ်ပွဲက Real Madrid နဲ့ဒီဒီ Valverde ကြတိတ်မကွာဘူး Valverde ကလည်း Champions League ပွဲပန်းနေတဲ့ Nicolas Pepe အပါဝင်တချို့ player ကောင်းနေသူတို့အရန်ထားထားတယ် တကယ်ကိုတူတင်ကိုတင်အကျိတ်နဲ့ကန်နေနောက်ပထမပိုင်းမှာဂိုးမသွင်းနိုင်ပေမဲ့ဒုတိယပိုင်းမှာ Vinicius Junior ရဲ့ quality ဥဆောင်ဂိုးပေါ့လေအဲ့ quality ဥဆောင်ဂိုးကနေ Real Madrid 49မှာဥဆောင်ဂိုးရတယ်နောက်သိမကြဘူးဒါဒီ Real Madrid အခြေပေါင်းတွင်းလိုက်တဲ့အချိန်မှာနောက်ဒီဘယ်မှာသူကပဲဒါအစောပိုင်းတော့ကလည်းတခါ၄၀ခွန်မှာတွင်းပြီးတော့69မိနစ်မှာ69မိနစ်မှာ ဒီ Real Madrid penalty ထက်ရတယ်အဲ့ဒီလုံးကနည်းနည်း short ဖြစ်တယ်ဗျာဒါပေမဲ့အဲ့ penalty ကို Mbappe သူမကံပဲ Vinicius ကိုပေးကံလို့အဲ့မှာ2-0ဖြစ်ပြီးတော့မှ Villarreal ရဲ့အဓိကတိုက်စင်မှုဒါ Marco Tas D ဆိုတဲ့ကစားမကတကူးချက်ချင်းပြန်ချီတယ်အဲ့ချိန်မှာ63ဖြစ်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့65မှာ Morrie Ho ဆိုတဲ့ကစားမက ပထမဝါထီတာတာကို finish ရပြီးတာကိုသူကဖြတ်တားလိုက်လို့ဆိုပြီးသူတို့ ठाई နောက်တစ်တဝါပြလို့သူတယောက်ရောကစားပြီးတော့အဲ့နောက်ပိုင်းမှာ Real Madrid က Mbappe နောက်ထပ်တစ်ခုထပ်သွင်းပြီးတော့အဆုံးသတ်မှာဒါ၃ဂိုးတစ်ခုနဲ့နိုင်တယ်ဆိုတော့ Kylian Mbappe ကဒီနေ့ရာသီအတွင်းမှာ twin goal နဲ့ goal ဖန်တီးမှုမလုပ်နိုင်တဲ့ပွဲတစ်ပွဲပဲရှိတယ်အဲ့ဒါ Mallorca နဲ့ပွဲပဲ ဒီအသည့်အစမှာအိုဆာဆူနာကို2ဂိုးသွင်းတယ်။အိုဗီယေဒိုကို2ဂိုးသွင်းတယ်။မာယော့ကာနဲ့ပွဲကတော့ဘာမှသူမလုပ်ပြနိုင်ခဲ့ပဲနဲ့ရီယယ်ဆိုစီတက်ကို2ဂိုးသွင်းတကူဖန်တီမာဆေးနဲ့ပွဲမှာ2ဂိုးသွင်းတယ်။ပြီးတော့အက်စပန်ယိုနဲ့ပွဲမှာ2ဂိုးသွင်းတယ်။လီဗန်ဒီနဲ့ပွဲမှာ2ဂိုးသွင်းပြီးတော့ ဒါအက်တလက်ကိုမတွေ့တဲ့ပွဲမှာတကိုးနောက်ချန်ပီယံလိဂ်ခိုင်ရက်စ်နဲ့ပွဲမှာဟတ်ထရစ်ရပြီးတော့ဒီကနေ့တကိုးသွင်းတကိုးဖန်တီးတယ်ဆိုတော့မတွေ့ကတော့ဘာဖြစ်ဖြစ်သူ့လို့သူ့လို့ပြီးတော့ဒါသူတို့သူတို့ရဲ့လာလီဂါပွဲကိုသူတို့နိုင်လိုက်ပြီအဲအဲ့နေရာမှာဘိုင်မြူနစ်အသင်းဘိုင်မြူနစ်ကလုံးဝခြေကောင်းတာဗျဘိုင်မြူနစ်ကလုံးဝခြေကောင်းပြီးတော့ဘွန်ဒစ်စတီးဂါမှာအိုက်ထရန့်ဖရန့်ဖတ်လို့ကစားအသင်းမျိုးကိုအဝေးခွင့်ရတယ်သူသွားနိုင်တာ၃ဂိုးပြတ်တော်နိုင်တယ်နော်အဲ့ထဲမှာမှာ ဒီလီဗာပူးပြည်သက်တီလုံးဝတသသဖြစ်မဲ့လူချိုးဒါဘယ်လိုပြောမလဲလူးစ်ဒီအက်စ်လူးစ်ဒီအက်စ်တယောက်တည်းနှစ်ကိုအတွင်းတကူဖန်တီးတယ်ဟာရီကိန်းတကူအတွင်းနဲ့ဘိုင်ယန်ကအိုက်ပွဲနိုင်ပွဲနဲ့အတူဒါလက်ရှိဘွန်ဒစ်စတီကမှာတော့ဒါရာနှုန်းပြည်နိုင်ပွဲဆက်နေတဲ့သူဖြစ်ပြီးတော့တစ်ဆက်တစ်လက်စားတယ်မှာပဲအခုဒါဟာရီကိန်းဆိုရင်ဘွန်ဒစ်စတီကပထမ6ပွဲမှာ7ကိုအတွင်းနဲ့ပထမဆုံးကစားမှာတော်တော်လေးကောင်းတယ်ဘိုင်ယန်မနေ့ကသူတို့ဂိုးပြတ်နိုင်သွားတယ်အိုက်ထဲမှာ ဒီ live set နဲ့ dorman တေးကြပြီးတော့ liverpool ဆင်နိုင်ပွဲရတယ်အခုလောလောဆယ်မှာ bayern munich ကဇာထိတ်မှာ6ပွဲမှာ16မှတ်ရပြီးတော့ dorman ကို4မှတ် live set ကို9မှတ် liverpool ဆင်ကို9မှတ်ဖြတ်ထားတယ်ဒါ liverpool ဆင်ဖြတ်ထားတယ်ဒါအပြင်သစ်ဘက်မှာတော့ marseille ကဒါ match ကို3ခုပြတ်နေနိုင်ပြီးတော့ marseille လည်းခြေစွမ်းထပ်နေလို့နောက်တစ်ဖက်ကတခြားပွဲတွေမှာ inter milan က4ခုတခုနဲ့နိုင်ပွဲရတယ် atlanta တေးကြပြီးတော့ နာဇီကိုလည်းတည်ကြသွားတယ်ဒါအခုဒါမင်းညာကကန်တာပေါ့လေအမ်ပါပေ on fire ဖြစ်တယ်ဘိုင်ယန်နဲ့ဂိမ်းကလည်း on fire ဖြစ်ပြီးတော့9ပွဲဆက်နေတာပါအားလုံးကျေးဇူးတင်ပါတယ်